ကျွန်တော်တို့ရှင်းတော့ကွာချန်ပီယံလိနဲ့ရီယယ်မက်ဒရစ်နဲ့ချန်ပီယံလိရထားတဲ့ရိုဒီဂိုဘရာဇီးသားတော့ကျွန်တော်ကကြိုက်ပေါ့ကနာချိုကနည်းနည်းလေးငယ်သေးတယ်ရိုင်းသေးတယ်ရိုင်းသေးတယ်ဆိုတော့ကစားဟန်ရိုင်းသေးတယ်ဟိုပတ်ဖက်မဖြစ်သေးဘူးပေါ့ဗျာကျွန်တော်မကြိုက်သေးဘူးပေါ့အော်ကနာချိုကနာချိုလိုပလေယာမျိုးတော့လိုသေးလိုတယ်ကျွန်တော်ဘာဖြစ်လို့ဝင်းနီကိုကျွန်တော်မကြိုက်ဘူးလို့ခုနကပြောကျွန်တော်တို့အခုခုနကပြောတိုင်းရစ်ဂျော့ချ်နက်တိုမိုဒရစ်ဆန်ချိုမာဒရီကေအဲ၅ယောက်မှာအဝေးကနေလှမ်းကန်နိုင်တာဆိုလို့ ability တွေ့တာနက်တိုတယောက်ပဲရှိတယ် ကနာချိုရောက်လာရင်ကနာချိုကဂိုဘောက်တဲ့တယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒီ area ပြင်ပကနေဂိုးရှာတတ်တဲ့ကစားသမားမျိုးဒါမှမဟုတ် United က player အနေနဲ့ကြည့်မယ် fan အနေနဲ့ကြည့်မယ်ဆိုတော့အတင်းက result တွေစိုးနေတဲ့အချိန်မှာတော့ဒီကောင်တို့မျိုးရှောက်ကန်နေတာတော့မှားတာပေါ့ဗျာဒါပေမဲ့ကျွန်တော် Chelsea မှာက18ပေါက်စီးထဲမှာ Plata ရဲတဲ့ကောင်ကျွန်တော်တိတ်မလို့ရှင်တော့ကျွန်တော်တို့18ကကြီးရဲမှာရတဲ့ပေါက်ကနေတန်းကန်ထဲတော့ကျွန်တော်လိုချင်တဲ့ကစားသမားတော့လိုနေပြီဒါနှစ်ကောင်လုံးမှာရှိရယ် Rudigo ရောကနာချိုရောမှာ ability ရှိတယ်အဲ့တော့ဟို ရိုဒီဂိုမရလို့ကနာချိုရမယ်ဆိုရင်လည်းကျွန်တော်လက်ခံသိရင်တော့လက်ခံသိရပါတယ်ဒါပေမဲ့ကျွန်တော်နောက်တစ်ယောက်တွေ့တာတွေ့ထားတယ်ချက်စီးသင်းလိုက်နေဆိုဂေါ်ဒွန်ပေါ့ကျွန်တော်ဂေါ်ဒွန်တော့မကြိုက်ဒီနှစ်ယောက်ကတော့ကျွန်တော်လက်ခံအင်္ဂလန်သားတော့ကျွန်တော်မလိုချင်တော့ရိုဒီဂိုအကူကရိုဒီဂိုရဲ့ပုံစံဆောင်ကြီးအကူအကူကြိုက်လေဗျာရိုဒီဂိုကြောင့်လည်းပြောပါရိုဒီဂိုကဟိုပုံစံလေးကြည့်ရင်တော့ရှင်းပြောပြဗီနီစီဂျူနီယာရှိနေကြသူနည်းနည်းငုတ်တယ် ငုံနေတာတကယ်လို့ Vinicius Junior လောက်ကောင်းလားဆိုကျွန်တော်ပြောရင်တော့ Vinicius Junior တော့ပိုကြီး perfect ပေါ့ Maybe Vinicius Junior ကကျွန်တော်ကတရားလို့သတ်မှတ်ထားရယ် Rodrigo က90မှာရှိတယ်80အောက်မစင်းဘူးသိကြတယ်ဒါတော့ဒါပေမဲ့ကျွန်တော်တို့ Champion League မှာ comeback တွေတီးခဲ့တယ် comeback တီးရယ်ဆို Man City ကို comeback တွေပြန်လာရယ်ကျွန်တော်တို့ Chelsea ကိုလည်းဒါ Tuchel လက်ထက်မှာဒုတိယနှစ်မှာ comeback တွေပြန်လုပ်ပြီးအဲ့နှစ်ကလည်း Premier Champion League ဖလားရယ်နှစ်သွားရင်ပါ CE Final မှာ Rodrigo ရမ်းကောင်းတယ်ဒါကိုတီးမှာ Rodrigo ရဲ့ ဂိုးတွေနဲ့ပြန်လာတယ်ရူဒီဂိုတွေ့ရင်ကနေဂိုးသွင်းနိုင်တဲ့စွမ်းရည်ရှိတယ်ခေါင်းပေါ်လည်းရတယ်အဝေးကလှမ်းကန်လည်းရတယ် dribbling လည်းကောင်းတယ်ပြောစရာမလိုဘူးဒါပေမဲ့ရူဒီဂိုရဲ့နာမည်က Real Madrid မှာ Vinicius Junior လို့ရှိနေသေးတော့အများကြီးထိုးတက်လာမှာမဟုတ်ကျွန်တော်ဒီကစား player ကိုကျွန်တော်တို့အာ Chelsea လို့လှင်းလင်းမြန်မြန်နဲ့ထိုးဖောက်တဲ့ထိုးဖောက်တဲ့ဒါ Premier League လို့ပုံစံမျိုးမှာကျွန်တော်ပို့တွေ့ကြတယ်ဒါပေမဲ့ကနာချိုလည်းမဆိုးပါဘူးဘာလို့လဲဆိုတော့ Premier League တွေ့ကြုံရှိပြီးသားလीသူကလည်း ဒါဟိုအရင်နေနေတဲ့အသင်းမှာကန်တာမဟုတ်ဘူး Man United ဆိုရတယ်တတ်သူဟိုအသင်းရတာတတ်သူမတည်ငြိမ်လို့ reset တွေဆိုးနေတာတကယ်လို့ကစားသမားတွေတယောက်ချင်းစီကိုတသိန်းကြီးစီပို့ကြည့်လိုက်ရင်တော့ကစားသမားတွေအကောင်းတဲ့ကစားသမားတွေအများကြီးပဲ Ugarte တို့လို Fernandez တို့လို့ဒါကနာချိုတို့လို့ကျွန်တော်တို့မှာဒီ Zaxi တို့ပေါ့ဘိုလုံးနာမှာကောင်းခဲ့တာပဲဒါ Zaxi တို့ Calafiori တို့ကောင်းခဲ့လို့လည်းဒီအသင်းကြီးရောက်လာကြတာပဲ Premier League ရောက်ခြေချလာကြတာအဲ့တော့တယောက်ချင်းစီတို့မှာကောင်းပြီမဲ့အသင်းဘောမှာအားနေနေတယ် Man United Chelsea အသင်းနဲ့ ကနာချိုနဲ့ပူးပေါင်းရင်မဖြစ်လာနိုင်ဘူးလို့တော့ပြောလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Chelsea ကကနာချိုပိုကြိုက်တယ်လို့ကျွန်တော်တို့မြင်မိတယ်။အသက်အရွယ်ကြောင့်ရင် Premier League တွေ့ကြုံကြောင်းရယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ရဲ့ personal ရတော့ကျွန်တော် Rudy ကိုပို့လို့ခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လိုနေတဲ့ profile ပုံစံနဲ့ကိုသွင်းနှုံးမြင့်မြင့်ကစားသမားလိုအပ်နေတာကတော့ Rudy ကိုပဲဖြစ်တယ်။ကျွန်တော်တို့ Rudy ကိုရရင်တော့ perfect ပေါ့။အခုလိုအချိန်မှာအာဇာဗီလွန်ဆိုပြောင်းရွှေ့လာတဲ့ Real Madrid မှာ Rudy ကိုရဲ့နေရာကစကားပြောစရာဖြစ်လာပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ သူက break three ကိုကစားတဲ့ကစားသမားကိုအဓိကကတော့သူကအာနိုတို့တောင်ပန်ထုတ်မယ်ဝင်းနေထုတ်မယ်အဲဘီဘဲချမ်းမှာဒီဟွာတို့ကာမာဗင်းဂါတို့တောင်ဖြစ်သွားနိုင်တယ်ဒီဟွာပေါ့နော်ဝင်းဘိုက်တွေပိုင်းတောင်ဖြစ်သွားနိုင်တယ်အဲ့တော့အဲ့လိုမျိုးနေသားမျိုးအတင်းတင်းရဲ့ first in line up က shaky ဖြစ်နေတဲ့အချိန်မှာရူဒီဂိုတို့အတင်းပြောင်းလာမယ်ဆိုလဲ ready ဖြစ်နေတဲ့နေသားမျိုးဒီလိုကစားသမားမျိုး60 90ပေးရတာမနှမျောစရာမရှိဘူးကျွန်တော်မိုးလို့လို့ကစားသမားတော်မှာ အများကြီးပေးခဲ့ရတာဟုတ်ပါရဲ့ဗျာဒီလိုဒီရိုဒီဂိုလိုကစားသမားကိုကျွန်တော်60 90ပေးရနှမျောစရာမရှိဘူးအသက်အရွယ်က23 24ကျွန်တော်သိလောက်ပါတော့အရွယ်ကောင်းဖြစ်တယ်အရင်လည်းမကြည့်ဘူးအရင်လည်းမငယ်ဘူးချန်ပီယံလိတွေ့ကြုံအာအများကြီးရှိတယ်ဒါတော့ဒီနှစ်ချန်ပီယံလိဝင်သွားခဲ့မယ်ဆိုရိုဒီဂိုလိုပလေယာမျိုးခေါ်ဘယ်တော့မှတန်း60ပလုံသွားစရာအကြောင်းမရှိဟုတ်ကဲ့ပါကိုဆိုတော့ဒါအဖောက်တိုက်စစ်အတွက်ကလည်းကျွန်တော်တို့မှာဆွေးနွေးစရာပေါ်လာတယ်ပထမလီယန်ဒလပ်ရဲ့ representative တွေသူ့ရဲ့ကိုယ်စားလှယ်တွေကစောင့်ကြည့်နေတာပေါ့အစိုးပိုင်းတွေကသာသမားကိုယ်တိုင်ကလည်း तू ကသာတန်းဆင်းသွားတာအဲဒါပေမဲ့ तू ကမန်ယူနဲ့ Chelsea နှစ်သင်းနဲ့ကတပင်း तू နှစ်သင်း तू ကြိုက်တဲ့နှစ်သင်းပေါ့အဲ့နှစ်သင်းရဲ့အခြေအနေကို तू စောင့်ကြည့်နေဒီနှစ်သင်းနဲ့ကမှ तू Champion League ဝင်ဝင်ရတဲ့အသင်းကိုပဲ तू ပြောင်းကျင် तू ရဲ့ release clause ကတော့ပေါင်တန်း30ပဲရှိဈေးကတော့နည်းပါတော့အခုတော့မန်ယူကမနေ့ကညလစ်သွားပြီလစ်သွားတော့ကျွန်တော်ဒီနေ့ဖတ်ရတဲ့သတင်းတွေမှာလည်း Leon Delap နဲ့ Man U ရဲ့ အနေထားပြီးသွားပြီဆိုတော့လီယန်ဒလပ်ကလာစီယာချယ်ဆီပဲရှိရတယ်ချယ်ဆီကမှတခါထပ်ပြီးတော့ချန်ပီယံလိဂ်ဝင်ဝင်လွဲချော်ရအောင်တော့မတနိုင်ဘောကိုကြီးဆိုတော့ကိုဟုတ်ချယ်ဆီကတော့မကြိုက်ငောဟုတ်တယ်ကျွန်တော်လည်းဒလပ်ဆိုတော့ကျေဟုတ်ပြီကိုဒါဆိုလို့သူကဘာမှမဟုတ်သေးဘူးဗျာဗီလာလောက်မှာကန်နေချန်ပီယံဗီလာလောက်မှာကန်နေတယ်ဝက်ဆန်လောက်မှာကန်နေအေဗာတန်လောက်မှာကန်နေလို့ချန်ပီယံလိဂ်ဝင်ကျင်တဲ့အသင်းကိုသူပြောင်းကျင်တော့တမျိုးပေါ့ကိုအသင်းကမြောင်းနေရောက်နေပြီဟိုအတူတော့မှလူကြောပြင်းနေတဲ့ပလေယာလာပြီးချန်ပီယံလိဂ်ကန်ကျင်တော့အဲ့လောက်တော့ဖင်မြားစီကြီး လာဟုတ်ပါရှင်ရိုင်းဝါရင်တော့ခွင့်လို့လာရိုင်းဝါကျွန်တော်ကျွန်တော်ကျွန်တော်တော့မကြိုက်ဘူးရှင်းတယ်မကြိုက်ဘူးဟုတ်ဒီကောင်းထက်အများကြီးတန်ဖိုးရှိရနောက်ထပ်20လောက်ပေါင်းပြီဗျာ90ဘလောက်ဝစ်ခေါ်လို့မရအောင်လားကျွန်တော်ပြောချင်တာဘလောက်ဝစ်ခေါ်လို့မရဆက်စကိုခေါ်လို့မရအောင်လားထဗျာကိုရဲ့အာကျွန်တော်တို့ဗီတာအိုစီမင်းကပြောင်းရွှေ့ရေးအဲ့လောက်မများဘူးသူ့လာမများ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဝက်ကိုတင်လိုက်မယ်ပြောင်းရွှေ့ရေးကိုနှိမ်လိုက်မယ်ဒါတော့တန်း30ပို့သုံးပြီးတော့တန်း30ကိုဗီတာအိုစီမင်းကိုစာရုပ်ချုပ်ကြီးပေးလိုက်မယ်ဗျာဟုတ်လား စာအုပ်ချုပ်ကြီးပေးလိုက်ပြီးတော့ visa OC မင်းကိုပြောင်းချိရ30လောက်နဲ့90ရတာပဲဒါ OC မင်းကပိုကြီးတန်ဖိုးမရှိဘူးလားပြောချင်တာဘာဖြစ်လို့ reentry လက်မှာ fee တန်လဲကျွန်တော်ကတော့အဲ့လိုကောင်မျိုးရောက်လာရင်တော့ကျွန်တော်ကတော့ mask ကရောဆေးမှာပုတ်ဖွယ်လဲဆေးမှာပဲရှင်းရှင်းလေးရှင်းကျွန်တော်ထိတ်ဆုံးအောင်ဆေးမှာဒီ mercedes b သင်းကိုကျွန်တော်ခေါ်စရာအကြောင်းမရှိဘူးကျွန်တော်ရှေ့လိုက်မှာလဲကိုနဲ့ပြောခဲ့ပြီးသားဒီ mercedes b သင်းကစားသမားတွေခေါ်နေတယ်ကိုမနေတော့ဒီထဲမှာမှာဒီထဲမှာမှာကြောက်ဖြစ်လာတယ်စိန်ဖြစ်လာတဲ့တကောင်တကောင်မင်းရှိတယ်ဘုကိုပါမှာတကောင်မင်းရှိတယ် တော့လာဗီယာလည်းဒီဒါပဲနော်အခုဂျိုးရှိတို့ဒီဟာရဲ့လည်းဒီ reset recruitmenting ကို man city ရဲ့ recruitmenting ကိုတိုင်ကင်လာခဲ့တာဒီကောင်နေလည်းဒီဒီလမ်းအမယ် morgan roger အတန်ထွက်တယ်ဒီလမ်းအမယ်ကျွန်တော် morgan roger နဲ့လည်းကျွန်တော်လက်မခံဘူးမကြိုက်ဘူးဒီ indian ဒီလက်လည်းကျွန်တော်မကြိုက်ဘူးရှင်းတယ်ဒီကစားသမားကြီး chelsea team မှာဘာမှဖြစ်လာမှာမဟုတ် chelsea team ဘယ်ဆင်းရောက်သွားမှာဆို wasan ဆင်းရောက်သွားလိမ့်ရှင်းတယ်ဒီကစားသမားရဲ့ wasan ဆင်း villa အဆင့်ပြကျွန်တော်ဒီအသင်းတွေကိုနှိမ်ပြောတာမဟုတ်ဘူး ဒါပေမဲ့ဒီအသင်းဒီစားသမားတွေရဲ့အဆင့်ကဒီအဆင့်ပဲရှိတယ်။ဒီအဆင့်ကတက်လာခြင်းတော့ဟောဒီထက်ပိုကောင်းတဲ့သူတို့ B class ပဲရှိသေးတာ A class မဖြစ်သေးဘူး။ဘော class ဖြစ်မှုဝေးလို့သေးတယ်။ကျွန်တော်တို့ Chelsea အောင်မြင်မှုအတွက်ဟူစောင်းခဲ့တဲ့နှစ်တွေမှာတသင်းလုံးကြည်ပါ7ယောက်မှာ9ယောက်လောက်က world class player တွေပါတယ် Drober, Peterset, Ashley-Go, John Terry, Lampard, SCN, Robin လာအကုန်လုံးက world class player တွေပြဒီ world class player တွေဖြစ်လာဖို့အတွက် ဖြစ်လာမှဒါလင်း Chelsea သင်းလဲအောင်မြင်မှုရပါဒီကောင်ကြီးက B ပဲရှိတယ် A တော်မြောက်တယ် Premier League မှာ A ဆင့်ရအောင်လုပ်လိုက်နောက်တစ်နှစ်လောက်အတွင်း A ဆင့်ရောက်သွားရင်30မပြောနဲ့50 60ပေးခေါ်ကျွန်တော်လက်ခံတနေရာမှာနေရာယူလိုက်အောင်ဒီကောင်ကြီး Chelsea သင်းရောက်လာလိုက်လိမ့်ပဲလိမ့်ပဲဖြစ်လာတာထိုင်ပြီးလစ်သွားပါမယ်ဒီကောင်ကြီးပုံရိပ်ဒီနည်းနည်းပါတက်သွားနောက်အသင်းရောက်လေဒီကောင်ကြီးလာတာတိုးတောင်းမယ်ဒါပဲဒီကောင်ကြီးဒါလုပ်မှာလူအဖြစ်ဘာမှမရှိသေးဘူးညာဟိုဖိန်ကောင်းကျေလို့တော့မရအောင်ကျွန်တော်အဲ့လူကစားများကြီးကျွန်တော်မကြိုက် ကျွန်တော်မကြိုက်လို့ကြောင့်ကျွန်တော် LND လက်ကိုအာယုံနဲ့ကိုမထည့်တာ LND လက်ကကျွန်တော်တို့ Morris ကဘာဖြစ်လို့ဟိုဒီလိုမျိုးပေါ့နော် Porsche ပေါ့ကျွန်တော် Fever Game ကစားရကံမှာ Porsche လို့ခေါ်တယ်တိုက်စစ်မှုတွေကို Porsche လို့ဆိုတော့ဒီတော့တန်းကစားသမားကိုပုတ်ပုတ်ပြီးတော့ဘောလုံးကို body နဲ့ခုပြန်တိုးထွက်တဲ့ကစားသမားတွေပေါ့နော်ရှေ့တန်းကအဲ့လိုကစားသမားတွေ तू ကြိုက် Jason နဲ့ဒီပုံစံပဲအခုလည်းဒီ Gogares Sasco လည်း LND လက် design ပဲအဲ Osimhen design မဟုတ် ဒါကြောင့်မလို့သူတိတ်ပြီးတော့ဟိုမာရက်စ်ကတိတ်အတန်မထွက်တကယ်တော့အော်စီမန်ဟာ maybe testing testing လောက်ကြည့်နေတဲ့ကစားသမားမျိုးအသက်အရွယ်ရကောတဲလန့်ရရောနာမည်ရရောရိုင်းရိုင်းပြောမယ်ဗျာအော်စီမန်ကိုဖြုံးလိုက်တဲ့ဝက်ဂျက်ကိုအင်ဂျီရိုက်ရောင်းစားတော့မရှုံးဘူးဗျာချဲစီဒီအင်ဂျီရိုက်မာချင်တဲ့ရောင်းစားတဝက်လောက်ပြင်ရတယ်ကိုလာစားတဝက်လောက်ပြင်ရတယ်မရှုံးဘူးโอซิเมนนามเนี่ยကျွန်တော်ရှုံးကြအကြောင်းမရှိဟုတ်တယ်ဟုတ်ရှင်းရှင်းလေးပါအဲ့တော့ဒါဟို ဟိုမှာမဖြစ်ဘူးဆိုတော့ဟို LND lab ဒီဘာညာကြီးပြောနေကျွန်တော်စိတ်ဝင်တာကျွန်တော်ပြီးတော့နောက်တစ်ဆက်ကိုနဲ့ Gogaris ပေါ့နော်ကျွန်တော်တခါပြီးတော့ Gogaris ကအသက်အရွယ်ရာနည်းနည်းလေးကြီးနေပြီပြီးတော့ကျွန်တော်သူ့လာတဲ့ league ပေါ့သူ့လာတဲ့ league အရာကနည်းနည်းလေး league စနေနေနေအဲ့တကြောင့်ကျွန်တော်အရင်ကြီးတရားခိုင်တော့သူ့ပေါ့အရင် heavy တော့ကျွန်တော်ယုံအဲ့ဂိုးတွေအများကြီးသွင်းနေပြောကြီးဆိုရာဟာလဲကျွန်တော်ပေါ်တူဂီ league ပို့လိုက် ီကောင်ချက်သုံးစားလောက်သွင်းပြအောင်ရှင်းရှင်းလေးတပွက်တာပဲခိုင်ရင်ဟို goal contribution တွေမကြည့်နေဒီကစားသမားတွေဘောလုံးလုံးရအောင်ဘာလုပ်မှာလဲကိုရှိရအောင်ဘလူကန်မှာလဲအခုအဲ့ကစားသမားတွေရဲ့ chance big chance misses တွေရှိတယ်အခုအဲ့ link နေရအဲ့ဟွာကနေဟိုဒီဘောလုံး english page တွေကတင်တာ big chance misses တွေကအခုအတွင်းနဲ့အတွင်းကိုနှီးပါရှိလွတ်တာ premier league မှာအဲ့လောက် chance မရအောင်တော့ဟို ပရီးမီးယားလိမှာအဲ့လောက်ဘေးဘေးဘေးချန့်စီမစ်လို့မရပြောချင်တာအကိုဂိုးပေါက်ရှိမှာဘောလုံးအလုံးတရာရရင်အကို60လောက်ဂိုးသွင်းနိုင်မှရမှာဆရာသမားတွေက90လောက်ပဲသွင်းနိုင်တယ်နောက်ထပ်90ကလွတ်မစ်ဖြစ်နေတယ်အဲ့တော့ဖန်တီးမှုအချိန်တရာရဖို့ဆိုတာပရီးမီးယားလိမှာဖြစ်နိုင်လားမဖြစ်နိုင်အောင်လားကိုစဉ်းစားကြည့်ဒါတော့ big chance miss တဲ့ player ကြီးကျွန်တော်မကြိုက်ဘူးဒီထဲမှာတော့ကျွန်တော်မြင်လာတော့ ဘစ်ချက်စ်တွေကိုအကောင်းဆုံးသုံးချနိုင်တာကကိုယ်သတင်းထွက်နေအောင်နေတာဘီတာ OC media ပဲရှိတယ်။ကမ္ဘာပေါ်မှာလည်းရှားပါလာလိုက်တာဗျာဒီလိုတိုက်ဆင်မှုတွေဆိုတော့ဝေဘေးဝယ်လို့တော့မြင်ရခက်ဖြစ်နေပြီ။အရင်ရှားပါလား။အရင်ရှားပါတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဟိုတိုက်ဆင်မှုရှားပါနေတဲ့ခက်မှာတိုက်ဆင်မှုခေါ်ရတော့ကောင်းကြည့်တာမရှိဘူးပေါ့နော်။အာဆင်နယ်လည်းဒီပြဿနာကိုကြုံတွေ့နေတယ်။ကျွန်တော်တင်လည်းကြုံတွေ့နေရ။မန်ယူမှာလည်းမန်ယူလည်းတင်မှာရှိတယ်။ဒါလီဗာပူးကသူ့ရဲ့နေရှာရဲ့ အစိုးရတဲ့ကဒီလိုမျိုးတိုက်စစ်မှုစစ်စစ်ကိုသူတိတ်မတုံးဘူးဟုတ်ဟိုမာနီဖာဗီနိုဆာလာဟာလည်းအကောင်းဆုံး trial ထဲမှာတိုက်စစ်မှုစစ်စစ်လို့ဖာမီနိုပြောလို့မရဘူး strike second striker အနေနဲ့ပဲရှိရဲကျော်ဒေါင်းဝင်းနူးနဲ့သူတို့ခေါ်ဆန်းနေမို့ okay ခုလိုပြောင်းရောင်းမှုလုပ်နေပြီအဲတော့မန်စီးတီးနဲ့အောင်မြင်ခဲ့တဲ့ဟာလန်တယောက်လောက်ပဲရှိတယ်ဒီထဲမှာဟာလန်အနောက်ကနေဒါဘစ်ချင်းစီကိုအများဆုံးတုံးချနိုင်ပြီးတော့အသင်းကိုကယ်ဘီလုပ်နေတဲ့ကစားသမားကျွန်တော်ရှင်းရပါတယောက်ပဲရှိတယ်အလက်ဆန်ဒါအီဆက် အဲ့လေစနာ e-sex လောက်မှမရနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုးတန်း30လောက်နဲ့ခေါ်လေတရာဒီကို30တွင်းမိမယ်ဆိုအာမခံချက်မရှိနိုင်ဘူးအဲ့တော့ကြောင့်ဟိုစမ်းတော့စမ်းကြည့်ရင်စမ်းကြည့်မယ်ဆိုရင်တော့ဘိုင်းရှင်နေစမ်းကြည့်ကျွန်တော်တော့အဲ့စမ်းကြည့်တဲ့နေရာမှာတော့ဒီလက်တော့စမ်းမနေနဲ့တော့စမ်းလေဘာစမ်းစမ်းအစီပဲရှိမှာပဲအသားမပါဟုတ်ကဲ့ပါကိုဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံးပေါ့နော်နောက်ဆုံးအနေနဲ့ နှစ်ခုပေါ့ခုနအခုပြောရမှာပါပြီးသားကစားသမားတစ်ယောက်ပေါ့နောက်တစ်ခုကတော့ဒါ Enzo Fernandez အကြောင်း Enzo Fernandez နဲ့ Real Madrid ရဲ့တင်ရဖြည်းဖြည်းမနစ်ကလေးကစတယ်တကယ်တော့ Real ဟာသူ့ရဲ့လိုအပ်နေတဲ့ကွက်လပ်ကိုဖြည့်ကျင်နေတဲ့ပုံစံမျိုးမြင်နေရတယ်ပိုရိုဆန်နဲ့ Chelsea ကိုမျိုးမျိုးပေါ့နော် Enzo သူတို့ခေါ်ကျင်နေတဲ့ဆိုပုံစံမျိုးသူတို့ရဲ့ Spain media တွေဖြစ်တဲ့ Marca တို့တခြားသတင်းဌာနတွေကတွေ့လှမ်းလှမ်းပြီးတော့ဟန်လန်ဟုတ်ပါတော့ပါပါဘုကလုံးအဲအခုအခုပြောကြလို့ဟန်လန်ပြီးတော့ ကလိတာတကယ်လည်းသူတို့လိုချင်တယ်ဆိုတော့ချင်းနေပါပဲမာရစ်ကာကအန်ဆိုဖန်နန်ဒက်စ်ကိုအကေလက်လွတ်ခဲ့ရရင်ဆိုတဲ့နေသားမှာသူတို့အန်ဒရီဆန်တိုးစ်အပြင်အကိုဦးနာမကြိုက်တဲ့မော်ဂန်ရော့ဂျာစ်ပေါ့နော်မော်ဂန်ရော့ဂျာစ်ကလည်းမန်စီးတီးဘီသင်းအားပဲလာတယ်လီယန်ဒလက်တို့နဲ့ဘက်ကအတူတူပဲအတူတူပဲโอเคကိုကျွန်တော်တို့ကိုကိုဆယ်လီဘရေးရှင်းရတာကိုပါမသူစီရယူထားဆိုတော့ဟုတ်တယ်ဟုတ်တယ်တောင်းတဲ့ဖြစ်နေဒီမိပြလက်အောက်ကကစားသမားတွေပေါ့နော်ပေါ်လာတွေပေါ့ပေါ်လာတွေဆိုတော့ အဲ့ဒီနောက်ဆုံးအနေနဲ့ကိုအဲ့အန်ဆိုဖန်နန်ဒက်စ်ရဲ့ရီယယ်မက်ဒရစ်ကိုအကူပြောင်းနောက်သူ့ရဲ့နေရာမှာဒီအန်ဒရီဆန်တိုစ်မော်ဂန်ရောဂျာစ်တို့ကဖြစ်လို့ရတဲ့အဆင့်ရောက်လာပြီလားဆိုတဲ့အကြောင်းလေးပြောပြီးတော့ဇက်သိမ်းပေးပါအောင်ကိုအဲခုနပြောရမယ့်စကားမော်ဂန်ရောဂျာဘလို့မဖြစ်လို့မရဘူးမဖြစ်တယ်မဖြစ်တယ်ဟာတိုင်ဟိုကျွန်တော်တို့ကဟိုဘောရာရီကိုရှက်ကီခေါ်တိုက်ဖို့အတွက်စုပေးနေလို့ဖြစ်ဘောလုံးသိပြဘောရာရီခေါ်တိုက်ရှက်ကီခေါ်တိုက်ကိုလူစုစရာအကြောင်းရှိဘောလုံးနေ professional work ပြ ဟုတ်လားဘော်ရိုက်ဆိုပျော်ဖို့မဟုတ်မလို့အဲ့တော့ဟိုခုနကကိုပထမဆုံးဟိုမှာဖြစ်နေတယ်မှာဟိုမီးတဲ့တယ်မှာတော့ပါလာတော့ဒါခုနကကိုမီးလိုက်တာပါပထမဆုံးကျွန်တော်ကိုမီးလိုက်တာပထမဆုံးမီးလိုက်တာဟွာလေဟိုအဲ့ဒီဒီအန်ဆိုဖန်နန်ဒက်စ်ရဲ့ဟုတ်အန်ဆိုအန်ဆိုဖန်နန်ဒက်စ်ရဲ့ကိစ္စမှာတော့ဒီလိုပြကျွန်တော်ကအာကိုကအဲလူတွေကျွန်တော်တို့လုံခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကဒီအသင်းကိုစပြီးတော့လက်လွှဲတဲ့အချိန်ပေါ့နော် ဒီအန်ဆိုစပြီးတော့ဈေးကြီးပေးပြီးစခေါ်အချိန်မှာတော့ပိုလီလို့လှုပ်တယ်9နှစ်တည်းချုပ်တယ်10နှစ်တည်းချုပ်တယ်ပေါ့နော်အဲဒီရဲ့ကျေးဇူးတွေတော့တော့ခံစားလာရပြီလို့တော့ကျွန်တော်တို့မြင်တယ်ဘာလို့မြင်လဲဆိုတော့ဒီချိန်မှာသာကျွန်တော်တို့အန်ဆိုဖန်နက်တက်ကိုပုံမှန်သူများကြီးချုပ်တယ်လေးနှစ်တော့၅နှစ်ချုပ်တယ်ပြီးရဲ့ EC ကတိုလီလာအောင်ဆိုစကားလေးခေါ်ပြီးမှာပါပါအဲ့လိုလို့လို့မရတော့အဲ့ဒါတော့ပိုလီတို့ကအဲ့မှာနှက်သွားတယ်အဲ့ဒါတော့ကျေးဇူးတင်တယ်တေးကြတယ်ကျွန်တော်တို့ရောင်းရမယ်ဆိုရင် တကယ်ကိုထိုက်တန်တဲ့တန်ကြီးတစ်ခုမရရင်တော့ပိုလီတော့ရောင်းမှာမဟုတ်အဖြစ်ရရှင်းတယ်အခုတန်ဆိုဖန်နန်ဒက်စ်ကိုပေါင်နဲ့တန်ရာချီပေးပြီးတော့ပေးထားတဲ့အတွက်ကြောင့် Real Madrid အခုခေါ်ခြင်းနေဆိုရင်တော့ပေါင်တန်ရာချီပြီးခေါ်လိုက်ရပါအခု Real Madrid ရဲ့ strategy ကအရင်တော့လို့ Galacticos တော့လှုပ်ချင်နေတာပဲခြေစစ်စုတွေဖန်တီးတယ်ပတ်ဆက်မပါတဲ့ခြေစစ်စုတွေဖန်တီးနေတာအရင်တော့ပတ်ဆက်နဲ့ပါတဲ့ခြေစစ်စုတွေကို Luis Figo ခေါ်လာ Zinedine Zidane လာ Roberto Carlos Beckham Owen အာပြီးလို့မွန်တဲလာတို့ကျွန်တော်မှတ်မိလားမွန်တဲလာပါတယ်ဗီရွန်ပါတယ်အာတော်တော်စုံပါတယ်လူတော်များတယ်ဗျနော်ကျွန်တော်ရော်နယ်ဒိုကြီးပါတယ်ဒီကစားသမားတွေကျွန်တော်ငွေပုံပေးပြီးတော့ပြီးရစားအာဂလက်တီကိုစ်ကိုဖန်တီးခဲ့တယ်အခုဂလက်တီကိုလည်းသူပြန်ပြန်ထီးတာပဲငွေမပါတဲ့ဂလက်တီကိုစ်ပေါ့နော်အားလုံး free ချိန်တာအခုတော့ free ချိန်လို့မရတော့ဘူးအခုတော့ free ချိန်လို့မရတော့ free ချိန်ဖို့မဖြစ်နိုင်တော့ဒါပေမဲ့ Enzo Fernandez ကအသင်းပြောင်းကျင်လာလို့ ဟိုအပြင်းပြောင်းခြင်းနဲ့ဆန္ဒရှိရင်ချက်စီကပြေးပြောင်းမယ်လို့ပြောထားတယ်ထဲမှာလေအန်ဆိုဖန်နက်ဒက်စ်ရဲ့ character ကိုကျွန်တော်အခုပေါ်လုံးပွဲမှာကြည့်ရတာကိုပြောင်းမှာမဟုတ်ပြောင်းမှာမဟုတ်ဆိုတာအန်ဆိုဖန်နက်ဒက်စ်ကအခုကျွန်တော်အသင်းမှာ netto နဲ့သူနဲ့ passionate ဖြစ်ဆုံးပဲအသင်းပေါ်မှာလုံးဝထန်စားမှုအပြည့်နဲ့ကစားတဲ့ player နှစ်ယောက်ဆိုသူတို့နှစ်ယောက်ပွဲတိုင်းမှာရေကုန်ရေကန်း energy အကုန်ထုတ်ပြီးတော့တကယ်ခံစားချက်အပြည့်နဲ့ဆိုတာသူတို့နှစ်ယောက်ပဲရှိတယ် ဲ့တော့အဲ့လိုဆော့ရင်နှစ်ယောက်ကတော့ချက်ချင်းအသိအနဲ့ထွက်သွားကြအကြောင်းတော့မရှိလောက်ထင်တယ်နောက်နှစ်မှာတော့ကျွန်တော် SO အနည်းဆုံးနောက်တစ်နှစ်တော့ထပ်တွေ့ရအောင်နောက်နှစ်ပြီးရင်တော့အခု comment မှာပြောသလိုပဲ mood တို့ဒီ liverpool ရဲ့ sorry liverpool madrid ရဲ့ queen league ပြတ်သုံးသွားပြီဆိုတဲ့ချိန်ကြာရင်တော့နေရာပြီးရင်လည်းသူတို့ခေါ်ချင်လည်းခေါ်အောင်ဒါကတော့မတက်နိုင်အောင်ဗျာအဲ့တော့ကစားသမားတွေသွားချင်းနဲ့ချက်စီးသင်းရတန်းနေရရမယ်ဆိုရင်တော့မတက်နိုင်ဘူးပေါ့အခုလက်ရှိကတေးကြတယ်ကြောင်တောင်ဝင်နိုင်လို့တော့မရဘူး တေးကြတဲ့ချယ်ဆီအသင်းကနေစတန်ဂျိုအန်ဆိုဖာနန်ဒက်စ်ကိုရီယယ်မက်ဒရီကခင်ကောက်ကုတ်လို့မရတော့ကြောင်းတော့ဖိုက်လို့မရဒါပဲအဲ့လိုမျိုးဖြစ်တဲ့အနေအထားကိုဖြစ်နေရကျွန်တော်ကြည်နေတယ်နော်ဒါပဲလို့ဆိုတော့ဟိုအမ်ဘာပီလို့ခေါ်တယ်အာနိုးလို့ခေါ်တယ်အကုန်လုံးရူဒီကာနှိုက်ပြီးရူဒီကာခေါ်အကုန်လုံးဖင်နှိုက်ပြီးခေါ်တာဖြီးရေအဲအဲ့တော့ free တွေကြီးပဲဖင်နှိုက်ပြီးခေါ်တာအဲ့တော့တေးကြတော့အန်ဆိုဖာနန်ဒက်စ်ကိုဖင်နှိုက်ပြီးခေါ်လို့မရအဲ့တော့ဖင်နှိုက်ပြီးခေါ်လို့မရတဲ့အကြောင်းကြည်နေတယ်ဒါကတော့ okay တယ် ဒါမှအန်ဆိုကသွားကျင်လုံးလို့အသိနဲ့အဆင်မပြေတော့ဘူး။ Okay ငါတို့တန်းတရားနဲ့ဝယ်ထားမင်း150တော့ရရင်သွားဆိုတို့ပတ်စံပေးပေးလိုက်ပြဿနာမရှိမတက်နိုင်ဘူး။ဒါပဲ။ဖင်နှိုက်လို့တော့မရဘူး။ဒါဆိုရင် Okay တယ်ကျွန်တော်တော့ကပေါ့တန်း200လောက်တော့ဖြည့်စီးရရမယ်ပေါ့နော်။ကိုသွားလို့ရှိရင်တော့ Euro 200လောက်ကတော့လက်မထိုးချင်းနဲ့ဘာနဲ့ညာနဲ့ဟိုကျွန်တော်တို့ဒီပေါ့နော်အကျိုးခံစားခွင့်နဲ့ဘာနဲ့ဆိုရင်တော့ရှိမှာ။ပေးရ။မပေးဘူးဆိုတော့ဘာအသက်ရွယ်ရကစားသမားရဲ့ profile ရအသက်ရွယ်ရအခုပြနေတဲ့ခြေစွမ်းရတန်တယ်။ အဲ့တော့ real madrid ပတ်စံ၃နိုင်နေ၃ဂျီနေဆိုရင်ကမ္ဘာဈေးကြီးဆုံးကွင်းလည်ကစားသမားတယောက်ဖြစ်စံရင်တင်သွားမယ်သူလည်း aso fernandez အတွက်လည်းစံရင်တင်မယ်အသင်းအတွက်လည်းဝင်ဝင်စံရင်တင်မယ်တစ်ဖက် real madrid လည်းစံရင်တင်သွားမယ်ကစားအားလုံးဟာဝင်ဝင်စီကြူနေရှင်းမယ်ဒီ aso fernandez လို့ player မျိုးတော့ဖိနှိုက်လို့တော့မရဘူးအဲ့ဒါကိုမရဘူးအချောင်တော့မရဘူးအချောင်တော့မရဘူးအချောင်ဖိဝင်နှိုက်လို့တော့မရတော့ဒီကဘိုင်းဟုတ်ကဲ့ပါအကိုဆိုတော့အခုနကဒီတယောက်ပဲကျန်တော့တယ်ပေါ့နော် andre santos သူကတော့ ဆွဲပေါ်မှာခြေစွမ်းပြတယ်အဲတောက်လျှောက်အသင်းဒီမှာ Nottingham Forest ကမှာတော့လုံးဝသူနေရာမပေးဘူးပေါ့နော်ဒီ Steve Cooper ဆိုတဲ့နေပြကျန်တဲ့နေရာတွေမှာတောက်လျှောက်နေရာရပြီးကေပင်လက်ပတ်လည်းပတ်တယ်အဲအသင်းတော့ဖြစ်တော့သေးဘူးပေါ့ကိုယ်အဲ့တော့ Andre Santos ကိုတော့သူတို့က Todd Bowley ဆိုရင်မနေ့ကဒါ Qatar ရဲ့ဒါ CY Forum မှာထည့်ပြောသွားတယ် Andre Santos ကိုသူတို့စိတ်လှုပ်ရှားနေတယ်ဆိုတဲ့အကြောင်းပေါ့ဆိုတော့ Andre Santos က Enzo Fernandez နဲ့ကစားဟန်အရအရန်တော့မတူဘူးတော်တော်လေးတော့ ဟိုဖြစ်မယ်ဆိုရင်တော့နီးပြရဲ့ရေချင်းပေါ်မှာမူတည်ပြီးတော့ကာဗာပြန်ဖြစ်နိုင်မလားအဲဒါလေးကိုပြရပြပါအောင်ကိုကျွန်တော်တို့သူကိုက်စီလို့နဲ့ရောဟောအန်ဇိုဖန်နဲ့တော့ကစားဟဲ့မတူဘူးသူကဘယ်သူနဲ့တော့တူလဲဆိုတော့ကျွန်တော်တပွဲနှစ်ပွဲကြည့်ပြီးွားပြီသူကဘာလဲဆိုလာဗီယာနဲ့တူတယ်ဘာလို့ဆိုလာဗီယာက defensive လဲကစားမယ်အရှိကရှိနေတဲ့အန်ဇိုပါမာဂျက်ဆင်မိုဒရစ်ဒါမှမဟုတ်ကြိုက်တဲ့သူလားအဲ့လူတွေစီကို drive ball drive ball တွေကောင်းကောင်းပေးဖို့နိုင်တဲ့အနေအထားရှိတယ် ball recovery redemption ကောင်းတယ် တမ်ပိုထင်ချအောင်လုပ်နိုင်တယ်ဘောလုံးကို drive လုပ်တာမှန်တယ်အဲ့ဒီပုံစံရဆိုရင်တော့ Lavian နဲ့ပို့ပြီးနီးဆက်တယ်လို့ကျွန်တော်ထင်တယ်ကိုက်စီတို့ဟာဘော drive မလုပ်ဘူးအရန် drive မလုပ်ဘူး attacking ကိုတိတ်မလိုက်ဘူး Enzo Gansi Enzo Fernandez အဲကိုက်စီတို့ဟာလုံးဝ angling နေနေကစားတယ်ဒါတချိန်တော့ကျွန်တော် Chelsea မှာ Magalili Mikel ဒါ XCN ပြီးတော့ Matic Kanté ပေါ့ဗျာအနည်းဆက်ဆုံးကျွန်တော်ပြောပြတာပါ ူထေရာတော့အားလုံးမတူကြဘူးသူကသူကောင်းတိုင်းဆိုးဝါးကြီးဖြစ်တိုင်းရှိတယ်မတူကွဲပြားတာကြီးရှိတာဒီလိုမျိုး rule ကိုဂိုင်စီတို့ကဆော့အန်ဆိုဖန်နန်ဒက်စ်ကကြတော့သူကဟိုဘောကိုဒီတင်းနဲ့ attacking လိုက်တဲ့အခါမှာပို့ပြီးတော့နီးစံကစားနိုင်အရင်ကြီးဒီကောင်ကအန်ဆိုဖန်နန်ဒက်စ်ကအရင်ကပါဘိုဒရစ်ပေါ့ဗျာအခုလူရင်းမတွေ့လိုချင်တဲ့ဘိုဒရစ်ပေါ့ဘိုဒရစ်ဒီဇိုင်းပဲရှင်းတယ် defensive ဆော့မယ်ဆိုလဲဆော့လို့ရတယ် attacking ဆော့မယ်ဆိုလဲဆော့လို့ရတယ် ်ဒီဒီသွေးပေါက်စည်းကိုဆော့ပြီး triangle ဆော့နေမှာဆိုဆော့လို့ရတယ်ဒါပေမဲ့ပူကြီးအာသနာဘာကောင်းလဲမိုဒရစ်လိုပဲ attacking ပူအာသာတာပဲဟဲ့လိုဟာကအခုအောက်မှာပြောတယ် Ramirez တူတယ်စင်ပါရဲ့ Ramirez ဆို Lavia တို့အခုကျွန်တော်တို့ဒီ Andrew Santos ဆိုတာအဲ့ပုံစံသွားတယ်ဒါပေမဲ့တော့ Ramirez ကိုကျွန်တော်ပူကြိုက်ခဲ့တယ် Ramirez ကထိုင်းအနေစီရသွားကိုသွင်းမယ်ဆိုလဲရတယ် attacking လည်းကောင်းကောင်းလိုက်နိုင်တယ်ပေါ့စ်လည်းဆော့နိုင်တယ်ပူပူပြီးတော့ perfect ဖြစ်ပါသေးတယ်ငငယ်ရွယ်နဲ့ ဟိုကစားသမားဘဝအများကြီးထိမစော့လဲချက်စည်းမှမစော့လဲအောင်တင်းနေပြောင်းသွားတယ်တရုတ်တင်းနေပြောင်းသွားတယ်နည်းနည်းလေးကြောင်ပြောက်သွားတာရှိတယ်တကယ်ကောင်းတယ်ကစားသမားအဲ့တော့ Andrew Santos ကတော့ကျွန်တော်ထင်တယ်စမ်းသက်အောင်မှချက်စည်းနေတယ်နိနောက်ထပ်လည်းစိတ်ဆုပ်ရှားရှားဒီလိုကောင်းလေးမျိုးတော့ Esther Willian လည်းရအောင်လာအောင်မယ်ပေါ့နော်လာအောင်မယ်ဆိုကျွန်တော်တို့ဘယ်လိုခံစားအောင်လဲဘယ်လိုအခြေအနေမျိုးကြုံတွေ့ရမလဲသိကျင်တယ်ဘာလို့ဆိုတော့အခုဆိုရင် Man City မှာကလေးတွေမွေးထားတယ် Savinho တို့ဒါ Oscar Bob တို့ပြီးတော့ Marmos တို့လည်းနောက်ပိုင်း အများကြီးတက်လာနိုင်တဲ့အခြေအနေမျိုးကျွန်တော်မြင်တယ်ပေါ့နော်။ဟိုတနေ့ကတွင်းသွားတဲ့ဂိုးတွေပါတယ်။မာမုရှ်ဂိုးဟာတကယ်လို့ဒီစီဇန်ရဲ့အကောင်းဆုံးဂိုးဖြစ်တော့တတ်မှတ်လို့ရတဲ့ဂိုးတီကိုမာမုရှ်ကဥမာမာမုရှ်ကိုမာမုရှ်ကိုကျွန်တော်ကျွန်တော်အရင်ဒီဟိုမှာလေးက friend fan မှာလေးကကျွန်တော်သိထားမိနေကြာပြီ။အဲမာမုရှ်တကယ်ကောင်းတယ်။ဆာလာထွက်သွားတဲ့ Liverpool ရဲ့ Egyptian နေရာမှာအကောင်းဆုံးဝင်ဖြစ်နိုင်တဲ့ကစားမှာမာမုရှ်ဖြစ်တယ်။ဒီလိုမျိုးပဲကျွန်တော် Chelsea အသင်းမှာ Asaobian လို့ Savinho လို့ပါလို့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  ခြေစွမ်းနေပြလာနိုင်မလားဘာလို့ဒီကလေးတွေကတော့ဒီပထမအုပ်စုဟိုမန်စီးတီးရဲ့ယာတီမှာအရင်ကြီးတော့ heavy effective ဖြစ်ပဲနောက်ပိုင်းမှာ future မှာတော့အများကြီးအားကိုးလို့ရတဲ့အနေအထားမျိုးကျွန်တော်မြင်နေတယ်ဗျာအဲ့တော့ SRV ရင်းလေးဒီလိုမျိုးအားကိုးလာရမလားအဲအမားရစ်ကတော့ကျွန်တော်တခုတော့သဘောကျတယ်ဒီခါရရင်ခေါင်းမာလေးဦးကြောင်ကြားရေလှုပ်တယ်ဒီဟိုလူလဲချိန်မလဲဘူးစောက်တလွဲရေရှောက်လှုပ်တာလဲရမယ်လူငယ်တွေကိုနေရာတော့ပေးတယ်နေရာပေးတယ်မကြောက်တိတ်မကြောက်အမြင်နဲ့ဒီသူ ကလေးတွေကိုမိတ်ဆက်ပေးတယ်သူကိုယ်တိုင်လည်းလူငယ်အသင်းကလေးအသင်းကိုကင်တွေပြီးတော့ဟိုစူပါသားကြီးရတာလေးလည်းသူရှိခဲ့လေမန်စီးတီးရဲ့လူငယ်အသင်းတွေကင်တွေတယ်ဒါမျိုးလို့ဆိုတော့သူလူငယ်တွေကိုတော့တော်တော်လေးပွဲထုတ်တာကိုတော့ကျွန်တော်မြင်ရတယ်ဒါကြောင့်ကျွန်တော်ဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့အခုတိုင်းဝေဂျော့စ်တို့ဘာဖြစ်ဖြစ်ပြောအခုလိုကာလမှာခက်ခဲတဲ့ကာလမှာပေါ်လာတယ်ရောကွင်းလေကစားမှာအစ်စ်ကလေးကလေးတွေထဲ့ကန်တယ်မကြောက်ဘူးနော်ကျွန်တော်တို့အဲ့ဒါလေးလည်းမြင်ရတယ်အဲတောင်မန်မှာဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာတကောင်ကောင်လေးတယောက်ထက်ထိုလော့ထက်ကန်သေးတယ်အဲကောင်လေးဆိုလဲ မဆိုးဘူးပေါ့နော်ဒီလိုမျိုးမိတ်ဆက်ပေးရတယ်ပေါ်ချက်ဂျီနိုဘာလို့ဆိုကိုကြည့်လိုက်မမိတ်ဆက်ပေးရသူတို့ risk မယူဒီလို risk ကိုပေါ်ချက်ဂျီနိုကမယူဘူးသူဟိုမာရက်စကာယူရဲတယ်ပေါ့အဲ့ဒါလေးတော့မဆိုးဘူးလက်ခံပေးလို့ရတယ်ဟုတ်ကဲ့ပါကိုဒီလောက်ဆိုလို့ရှိရင်တော့ညီကိုလည်းခြေထက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ live ကတနိုင်နီးပါးရှိသွားပြီဆိုတော့ကျွန်တော်တို့နှစ်ယောက်အနေနဲ့ဒါကျွန်တော်တို့ final ပွဲမှာလည်းကျွန်တော်တို့နှစ်ယောက်အတူတူကြည့်ဖို့လုပ်ထားတယ်အဲ့မှာလည်းဟုတ်ဒါကျွန်တော်တို့ ကိုရံမှုနဲ့ဒီပွဲကြိုသုံးသက်ချက်ပေါ့ real bet နဲ့ပွဲပေါ့နော် real bet နဲ့ပွဲပွဲကြိုသုံးသက်ချက်ကိုပွဲပြီးသုံးသက်ချက်ကိုကျွန်တော်လောက်သားဖို့ရှိပါတယ်နေကို YouTube ကနေပဲကျွန်တော်တို့ရဲ့ live တွေကို direct လွှင့်တော်ဖို့ရှိပါတယ်ခင်ဗျာဒီနေ့တော့တလောင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ကိုရံမှုရေနှုတ်ဆက်ပါတယ်နော်အားလုံးပဲညီကိုကျေးဇူးတင်ပါတယ်နော်အားလုံးပဲနှုတ်ဆက်ပါအားလုံးပဲ see you ပါဟုတ်ကဲ့ပါ